ွယ်မှုဆိုင်ရာဝန်ဆောင်ခနှုံးထားများပြောင်းလဲကောက်ခံပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဂုံသွမ်းမှုဆိုင်ရာဝန်ဆောင်ခနှုံထားထွိနဲ့2.0စနစ်ရဲ့အသုံးပြုမှုအပါဝင်အွန်လိုင်းစနစ်အလုံးမှာအကောင့်ခံနေတဲ့ဂုံသွမ်းမှုဆိုင်ရာဝန်ဆောင်ခနှုံထားတွေကိုနှစ်စင်ကြေးတွေကိုပြောင်းလဲကောက်ခံသွားမယ်လို့ဂုံသွမ်းရေးဦးစီးဌာနကအတည်ပြုထားပါတယ်။အစိုးရထွိနဲ့2.0စနစ်ရဲ့အသုံးပြုမှုနှစ်စင်ကြေး9000ကျပ်အွန်လိုင်းဝန်ဆောင်မှုအတွက်တထောင်ကျပ်ပို့ကုန်လိုင်းစင်တန်းတူမြင့်ချီပထမအကြိမ်တန်းတူ2လအတွက်9000ကျပ်ဒုတိယအကြိမ် တန်းတိုးတလာအတူအ3000ကျပ်နှုန်းကောက်ခံသွားမယ်လို့ဆိုပါတယ်။ဒါအပြင်ပူကုံသွင်းကုံလိုင်စင်ပါအချက်တွေကို ပြင်ဆင်ပါကပြင်ဆင်ချက်တစ်ချက်ကိုတထောင်ချက်ပူကုံသွင်းကုံလိုင်စင် အနှံချီ၃တောင်းချက်ပထမအကြိမ်နဲ့ဒုတိယအကြိမ်ပူကုံလိုင်စင်ပါမစ်တန်းတိုးချင်းပြင်ဆင်ချင်းတန်ချီတထန်းကုံဆုံးထည့်ရက်မာစာပြီးတလအတွင်း၅ထောင်ချက်တထန်းကုံဆုံးထည့်ရက်မာစာပြီးတလနဲ့အထက်တထောင်ချက်တတ်မှတ်ထားပါသေး ပထမအကြိမ်နဲ့ဒုတိယအကြိမ်သွင်းကုန်လိုင်စင်ပါမစ်တတန်အတူထားပြင်ဆင်ထားအနှံထားဒန်ကြီးတတန်ကုံဆုံးထည်ရက်ကစတင်ပြီးတလအတွင်း9000ချက်နဲ့တတန်ကုံဆုံးထည်ရက်မှစပြီးတလနဲ့အထက်1000ချက်ကောက်ခံသွားမယ်လို့သိရပါတယ်။ ဒါအပြင်ပို့ကုန်သွင်းကုန်လိုင်စင်ပြင်ဆင်ခွင့်လျှောက်ထားတာတွေကိုမြန်မာနိုင်ငံစိတ်ကန်းတဲ့လေးစိတ်ထိုးထံရောက်ရှိမလာမီကြိုတင်တင်ပြလျှောက်ထားရမယ်လို့ဆိုပါထိတ်လိုင်စင်အနှံပြီးပြန်လဲလျှောက်ထားခြင်းအတွက်တက်တန်းကုံဆောင်ပြီး၁၄ရက်ကျော်လွန်လျှောက်ထားမှုတွေကိုဆုံးရွက်ပေးမှာမဟုတ်ကြောင်းဆိုပါထိတ် အဆိုပါကုံသွမ်းမှုဆိုင်ရာဝန်ဆောင်ခနှုံထားတွေကို2025ခုနှစ်အောက်တိုဘာလ15ရက်မှစတင်ပြီးပြောင်းလဲကောက်ခံသွားမယ်လို့လည်းအတည်ပြုထားပါတယ်လို့သိရပါတယ်ရှင်။